မုံဖိုက်တာကြီးဆိုတဲ့အမှတ်ဖြစ်အနိုင်ရရှိတဲ့အကြောင်းကိုတင်ပြပေးကြပါမယ်။ဖေဖော်ဝါရီ28ရက်နေ့ညမှာရှင်ပြိုင်ကစားခဲ့တဲ့ One Friday Fight 98မှာမြန်မာကိုစားပြုထိုးတက်နေတဲ့ဆွန်ရွက်ဟာအဂျီနီယာပြင်သစ်နွယ်ပါဖိုက်တာဂျိုအာချင်အိုရာဂီကိုအမှတ်အဆုံးအဖြစ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ပွဲရဲ့ပထမအချိန်မှာအိုရာဂီဟာအောက်ခြေကန်ချက်ကိုစတင်အသုံးပြုပြီးစတိုက်ကန်နေခဲ့တယ်လို့ဆွန်လက်ကတော့ဘယ်လက်သီးနဲ့တုံ့ပြန်ခဲ့တာမျိုးအောက်ခြေပြန်ကန်တာမျိုးနဲ့တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ် ပထမအခြေတဝက်လောက်အကြာမှာတော့အိုရာဂီရဲ့မထင်မတဲ့အမြင်ကန်ချက်ကြောင့်စွန်လက်ရိုင်းထွက်သွားခဲ့ပါတယ်။အตาရရီအထင်နဲ့ဆွတ်ထိုးခဲ့တဲ့အိုရာဂီတယောက်စွန်လက်ရဲ့ညဝိုင်လက်သီးထိပ်ပြီးအမှတ်စဉ်အရေးအတွက်ခံလိုက်ရတယ်လို့စွန်လက်ကလည်းလက်သီးလုံးတွေဇက်တိုက်သုံးပြီးပထမအခြေကိုအဆုံးသတ်ခဲ့ပါတယ်။ ဒုတိယအခြေအရောက်မှာတော့ဆော်လန်ဟာအမြင့်ကန်ကျင်တဲ့အနိုင်ကန်ချက်တွေကိုအလင်းတင်တယ်လို့သုံးခဲ့ပြီးအိုရာဂီကတော့အကွာဝေးချိန်ထိုးကညာဖြောင်းလက်သီးချက်တွေနဲ့အလစ်ဝင်ဖို့ကြိုးစားခဲ့ပါတယ်။အလစ်ချောင်းနေတဲ့အိုရာဂီရဲ့တွဲလုံးဆက်တိုက်ထိပြီးဆွန်ရက်မူဝေသွားတာတွေ့ရခဲ့ပါတယ်။လူချင်းပုကကထိန်ထားနိုင်ခဲ့လိုက်ပါတယ်။ဆွန်ရက်အာပြော့သွားတာကိုလည်းတွေ့ရပြီးအိုရာဂီရဲ့အရက်နဲ့လက်တံကွာဟာတာကိုအတုံးချတတ်မှုဟာတော့အတော်လေးအလုပ်ဖြစ်ခဲ့တာပါ။ တတိယအခြေရောက်မှာတော့အိုရာဂီဟာအနာကက်မခံတော့ပဲအောက်ချင်းကန်တာညာပြောင်လက်တီထိုးတာတွေကိုသာစက်တိုက်သုံးခဲ့ပြီးစွန်လက်ကတော့ဘဲညာတွဲလုံးအချို့နဲ့သာတုံ့ပြန်နိုင်ခဲ့ပါတယ်တတိယတချီတဝက်လောက်မှာစွန်လက်ရဲ့ကန်ချက်အိုရာဂီရဲ့ခါအောက်ပိုင်းကို ထိခဲ့ပြီးခဏနားခဲ့ရပါသေးတယ်တတိယအချီမှာလည်းအိုရာဂီဟာသူ့အားတာတဲ့ညာပြောင်လက်တီကိုအသုံးပြလာပြီးအနာကက်မခံတာကြောင့် ဆိုရတဲ့ရောက်အခက်တွေ့ပြီးသူ့ရဲ့တွဲလုံးနေလဲအလုံးမဖြစ်တယ်လို့ဖြစ်ခဲ့ပြီးပွဲပြီးဆုံးခဲ့ပါတယ်။တတိယအချိန်အထိအနိုင်အရှုံးအဖြစ်မပေါ်တာကြောင့်ဒိုင်းနေရဲ့အဆုံးဖြတ်ချက်ကိုစောင့်စားခဲ့ရပြီးပွဲအပြီးမှာတော့ဒိုင်းဦးဒိုင်းသုံးဦးစလုံးရဲ့အဆုံးဖြတ်ချက်နဲ့စွန်ရက်ဟာအနိုင်ရခဲ့ပြီး One Friday Fight ပွဲစဉ်တွေမှာနိုင်ပွဲတစ်ပွဲထပ်တိုးနိုင်ခဲ့ပါတယ်။ကွန်ဂရက်ဂျူရီရှင်မှာဆိုရင်ပရိသတ်ကြီးရောစွန်ရက်အတွက်အပီစကားလေးတွေဂုံပြုချီးမွမ်းစကားလေးတွေပြောကြားပေးခဲ့ပါအောင်နော်။